ေးဘက်ဝင်အပင်တစ်မျိုးဖြစ်တဲ့စင်တုံးမနွယ်အကြောင်းကို အသေးစိတ်ရှင်းပြပေးပါမယ်။စင်တုံးမနွယ် Tenospora cordifolia စင်တုံးမနွယ်ဟာမြမတိုင်းရင်ဆေးပညာမှာဒါမကအိန္ဒိယရဲ့အာယုဘေဒဆေးပညာမှာပါ အလွန်အရေးပါပြီးဆေးတို့ဤဘယင်မလို့တင်စားခေါ်ဝေါ်ကြတဲ့အစွန်းထက်ဆေးပင်တစ်မျိုးဖြစ်ပါတယ်။ သူ့ကိုတိတ်ပံအမိအားဖြင့် Genospora cordifolia လို့ခေါ်ပြီးဟိန်းဒီဘာသာမှာ Jilui တင်သားကြရိုက်ဘာသာမှာ Guduchi Guduchi နဲ့ Amrita အမိတကလို့လည်းခေါ်ကြပါတယ်။ပုံတထန်အပင်ပုံစံအပင်မျိုးအစားစင်တုံးမနွယ်ဟာနွယ်ပင်ကြီးမျိုးဖြစ်ပြီးအခြားပင်ကြီးတွေကိုမိတွယ်တက်တက်ပါတယ်။အရွက်နှလုံးပုံတထန်ရှိပြီးအစိမ်းရင်ရောင်ဖြစ်ပါတယ်။ ပင်စီ၊ໜွေတန်း၊ໜွေတန်းဟာကြီးထွားလာတဲ့အခါမိခိုးရောင်သို့မဟုတ်ခရင်ရောင်တန်းပြီးအပေါ်ရံခောက်ကစကူပါလေးတွေလိုကွာကြတတ်ပါတဲ့ပင်စီကိုဖျက်ကြည့်ရင်အတွင်းသားမှာစဝိုင်းပုံအကွင်းလေးတွေတွေ့ရတတ်ပါတယ်။ရင်းကျက်တဲ့ပင်စီဟာလူကြီးလက်မလောက်အထိတုတ်ခိုင်နိုင်ပါတယ်။အမြင့်ဝေရင်မြင့် aerial roots တွေဟာပင်စီကနေအောက်ကိုများလို့တွဲလောင်းကြနေတတ်ပါတယ်။ဆေးဘက်ဝင်အစိပ်ပိုင်းများ အဓိကအားဖြင့်ပင်စီ၊နွယ်ရန်ကိုဆေးအဖြစ်အသုံးများဆုံးဖြစ်ပါတယ်။ဒါပေမဲ့အရွက်နဲ့အမြစ်တွေကိုလည်းအသုံးပြုကြပါတယ်။ဆေးဘက်ဝင် အာနိသင်များနဲ့အသုံးဝင်ပုံများစင်နှုံးမနွယ်မှာအစွမ်းထက်တဲ့တတိုးဆန့်ကျင်ပစ္စည်း antioxidants ရေရောင်ရမ်းမှုကိုရောကျစေတဲ့ဓာတ်တွေနဲ့ကိုခံအားကိုမြင့်တင်ပေးတဲ့ဂျပန်တွေကြွယ်ဝစွာပါဝင်ပါတယ်။တကိုခံစွမ်းအားကိုမြင့်တင်ပေးခြင်း immunity booster ဒါဟာစင်တုံးမနွေရဲ့အဓိကအာနိသင်ဖြစ်ပါတယ်။သွေးဖြူဥတွေကိုအားကောင်းစေပြီးခန္ဓာကိုယ်ရဲ့ကို ဝင်ရောက်လာတဲ့ယောဂပိုးမွားတွေကို တိုက်ထုတ်နိုင်စွာမြင့်တက်စေပါတယ်။ဖြားနာခြင်း၊အေးမိခြင်း၊ကုသယောဂါကို ကာကွယ်ပေးနိုင်ပါတယ်။နှဲ့အဖျားကျစေခြင်း antipyretic နာတာရှိအဖျားအတိုင်းဖွဲ့အဖျားနှစ်ဖျားသွေးလွန်တုပ်ကွေးစားတဲ့အဖျားယောဂါမျိုးမျိုးကိုတက်တာပြောက်ကင်းစေပါတယ်။အဖျားကြောင့်ဖြစ်တဲ့ကိုလက်ကိုက်ခဲခြင်းကိုလည်းလျော့ပါစေပါတယ်။ သုံးစည်းကြိုယောဂအတွက်အသုံးဝင်ခြင်း antidiabetic သွေးရင်းတကြားဓာတ်ကို ထိန်းညှိပေးတဲ့အာနိသင်ရှိပါတယ် insulin insulin ထုတ်လုပ်မှုကို ကောင်းမွန်စေပြီးသွေးကြိုကိုကျစေတဲ့အတွက်စည်းကြိုယောဂရှိသူတွေအတွက်အထောက်အကူဖြစ်စေပါတယ်လေးအစာချေစနစ်ကို ကောင်းမွန်စေခြင်း improves digestion အစာမကြေခြင်းဝမ်းကြုတ်ခြင်းလေပွားခြင်းစတဲ့အစာအိမ်နဲ့ဥလန်းချောင်းဆိုင်ရာပြဿနာတွေကိုဖြေရှင်းပေးနိုင်ပါတယ် ငါးစိတ်ဖြည့်ဆည်းမှုကိုလျှော့ချပေးခြင်း reduce stress and anxiety adaptogen လို့ခေါ်တဲ့စိတ်နဲ့ခန္ဓာကိုပဝင်းကျင်ဖိအားဒဏ်ခံနိုင်အောင်ကူညီပေးတဲ့အာနိသင်ရှိပါတယ်။မှတ်ဉာဏ်စွမ်းရည်ကိုလည်းမြင့်တင်ပေးနိုင်ပါတယ်။၆အစစ်အမြစ်ရောင်ရမ်းခြင်းကိုတတ်တာစေခြင်း traits arthritis ရောင်ရမ်းမှုကိုရောကြစေတဲ့အစွမ်းတက်တိကြောင့်အစစ်အမြစ်ရောင်ခြင်းကောက်ယောဂါကောက်စတဲ့ဝေဒနာတွေကိုတတ်တာစေပါတယ်။ ုနှစ်အသေးကိုကာကွယ်ပေးခြင်း hepatic protective အသေးကိုအစိတ်အတောက်တွေရဲ့ဒဏ်ကနေကာကွယ်ပေးပြီးအသေးလုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပါတယ်အသားဝါယောဂါအဲ့အတွက်လည်းအသုံးပြုကြပါတယ်ရှစ်အရေပြားယောဂါများအဲ့အတွက်အသုံးဝင်ခြင်းသွေးကိုတန်းစင်စေတဲ့အာနိသင်ရှိတာကြောင့်ဝက်ချံအဖုအပိတ်နင်းခုစတဲ့အရေပြားယောဂါတွေကိုတက်တာစေပြီးအသားရည်ကို ကြည်လင်စေပါတယ်အသုံးပြုပုံ ပြုတ်ရီ decoction စင်တုံးမနယ်ပင်စီကို လက်တစစ်ခန့်ဖြတ်ပြီးအနှဲငယ်ထုချီကရေနဲ့စုပွက်အောင်ပြုတ်ပြီးနောက် အေးခံပြီးတောက်သုံးနိုင်ပါတယ်ဒါဟာအသုံးများဆုံးနည်းလမ်းဖြစ်ပါတယ်အရင် joyce လက်ဆက်တဲ့ပင်စီကိုထုထောင်းပြီးအရင်ညစ်ကပြားရည်အနှဲငယ်နဲ့ရောဆက်ပြီးတောက်သုံးနိုင်ပါတယ်အမှုန့် powder ပင်စီကိုအချောင်လန်းပြီးအမှုန့်ကြိတ်က ရေနွေးသို့မဟုတ်ပြားရည်နဲ့ဖြောတောက်နိုင်ပါတယ် ဆေးလုံးတိုင်းရင်းဆေးခန်းတွေမှာဆေးလုံးဆေးတောင်လဲဝယ်ယူရရှိနိုင်ပါတယ်။တတိပြုရန်အချက်များစင်နှုံးမနွယ်ဟာရေပူရအားဖြင့်ဘေးကင်းတဲ့ဆေးပင်ဖြစ်ပေမဲ့အလွန်ကြုံသုံးဆွဲပါကဝမ်းချုပ်ခြင်းအစာအိမ်မီမတာဖြစ်ခြင်းတို့ဖြစ်နိုင်ပါတယ်။ကိုခန်းအားစနစ်ကိုလှုံ့ဆော်ပေးတဲ့အတွက် lupus ဝီမာရိုဒါထရစ်တိုလိုအထွေမြင်ရောဂါရှိသူတွေဆရာဝန်နဲ့မတိုင်ပင်ပဲမသုံးဆွဲသင့်ပါ။